အကိုဒီကိုလွန်ခွင်းဆိုတော့ဇက်ကားကိုအကိုကဒီဖျက်မှန်လေးအခြေခံပြီးတော့အကိုရိုက်ထားတယ်။ဒီကဟိုအောက်လန်းအတော်တိုင်းနဲ့ဒုက္ခရောက်မှာမဟုတ်လူမှသူ့ရဲ့ကံဆိုပါတယ်။အဲအောက်လန်းနေသွားတယ်။အဲဒုက္ခတဲ့စခန်းနေပြီးတော့အမေရိကလိုဘာလိုရောက်သွားတဲ့လူတွေလည်းအများကြီးရှိတယ်။တကယ်ဒီကမကောင်းဘူးဟိုလုံးဝဟိုဟာဖြစ်တယ်ဆိုရင်တကယ်ပါကျွန်တော်ဒီအမှုပညာလောကရာနေကျွန်တော်လုံးဝထွက်ခွာသွားမယ်ဒီကျွန်တော်ဂရုပေးတယ်။ဘာကြောင့်ကျွန်တော်အတတ်နဲ့ရင်းပြီးဒီကားကိုစူးစမ်းခဲ့တယ်။အာဒီကားမှအော်ကျွန်တော်ဘယ်လောက်ထိ ပြဆက်ထားဆိုကျွန်တော်ကိုကျွန်တော်အသိဆုံးအကိုဒီဇကားကိုအကိုကဒီဖျက်မှန်လေးအခြေခံပြီးတော့အကိုရိုက်ထားတယ်အကိုဘယ်လောက်ထိပြင်မှန်းလဲဆိုလို့ရှင်အကိုတို့ဒီတောင်ကြရည်ရှိတာဗောနောအကိုဒီထဲမှာအကိုရိုက်ရမယ်အစင်းမှာအကိုတောင်ကြရည်နဲ့မျောပါမယ်ဆိုတဲ့အစင်းမှာအကိုတို့ကမိုးရင်ကာလာသွားရိုက်ရတယ် တွားရရဆိုဘယ်နားမှာတောင်ကြရရှိတယ်ဆိုတာစုံစမ်းရတယ်သူတို့ကဒီချိန်ဒီချိန်ဆိုလို့ရှိရင်အကိုတို့ကအဲ့လိုစောင့်ရိုက်ကြတာ तू ကဘာလဲဆိုတော့ဒီတက်မှာဇက်ကောင်က तू ကဒီတောင်ကြရကြတာပဲ तू ကမသိဘူးအဲ तू ကမသိရတဲ့ तू ကဒီလမ်းကိုဖြတ်လိုက်ရင်တော့တောင်ကြရဆိုတော့အမှန်မတင်ဘုံဆိုပြီးတော့အကုန်စီးကြပြီးတော့လူရောခန္ဓာကိုရောအကုန်လုံးပါတာပေါ့ ဲ့ချိန်မှာဆိုလို့ချင်းအကူတီကနေဆက်ဖွဲ့တွေလည်းကျေးဇူးတင်တယ်သူတို့ဆိုကြိုးရီတာဟိုတစ်ဆင့်နှစ်ဆင့်သုံးဆင့်အကူမျောမှာဆိုလို့အကူကလည်းတေးချင်းနဲ့တေးပစေဆိုပြီးအကူခဲရခဲစစ်ဒါအကူရိုက်ထားတဲ့ဟာတွေပေါ့နော်ပြီးတော့ကျွန်တော်အနေနဲ့တကူဟိုပါဘောဒီကရုံရှင်တို့ဟိုတောင်းပန်တာပါကျွန်တော်တို့ဒီလူငယ်တွေမှာလည်း အာစူးစမ်းထားရတဲ့အရာရှိပါတယ်သူပြိသက်ဆိုတာလည်းပြိသက်ဆိုတာလူတိုင်းလူတိုင်းမှာရှိပါတယ်အာကျွန်တော်တို့အခွင့်အရေးတစ်ချိန်နောက်တော့ပေးပါဘောနော်ရုံရှင်တွေအနေနဲ့ဒီကောက်ကိုကြည့်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်လာပေးတယ်တကယ်ဒီကောက်မကောင်းဘူးဟိုလုံးဝဟွာဖြစ်တယ်ဆိုရင်တကယ်ပါကျွန်တော်ဒီအမှုပညာလောကရာနေကျွန်တော်လုံးဝထွက်ခွာသွားမယ်ဒီကျွန်တော်ဂရုပေးတယ်ဘာကြောင့်ကျွန်တော်အသက်နဲ့ရင်းပြီးဒီကောက်ကိုစူးစမ်းခဲ့တယ်အာဒီကောက်မှဟိုကျွန်တော်ဘယ်လောက်ထိ ေးဆက်ထားဆိုကျွန်တော်ကိုကျွန်တော်အတိအကျနောက်ဆုံးကျွန်တော်ပတ်စံပြတ်သွားတဲ့အချိန်ထိအောင်ကျွန်တော်သူများစီလှည့်ပြီးဒီကောက်ကိုကျွန်တော်ရိုက်ခဲ့ရတာပြီးတော့ဒီကောက်မှာပါတဲ့ဇက်ဝင်သေးတွေဆိုရင်ကျွန်တော်တို့ကဗီဒီယိုဆိုလို့ရှိရင်ဈေးတစ်စီးရုပ်ရှင်ကားဆိုဈေးတစ်စီးရှိတယ်ကျွန်တော်မှာအဲ့ရဒီရတီးရေးဆရာတွေရောဒီဂီတာဆရာလူကြီးရောအကုန်လုံးကျွန်တော်ကဒီကားမှာကျွန်တော်ကယုံရင်တင်ခွင့်မရခင်ကျွန်တော်ဗီဒီယိုဖြစ်သွားမယ်ဆိုရင်လည်းကျွန်တော်ဗီဒီယိုစီးပြပါမယ် ယုံတင်ခွင့်ပြုရဆိုရင်ကျွန်တော်တို့အကူတောင်းတဲ့အာယုံကြီးစီကိုကျွန်တော်တို့ပေးပါမယ်ကျွန်တော်တို့လက်တတော်မှာတော့ဒါလေးတော့နားလည်မှုပေးပါပြီးတော့ဒီကတချို့ဇက်ပုတ်ဇက်ရံနေဆိုလို့ရှိရင်လည်းအကူကိုဒါဗီဒီယိုဈေးလေးနဲ့တို့လုတ်ပေးတာရုပ်ရှင်ကားကြီးတင်မယ်ဆိုလို့ရှိရင်အကူကတို့ရုပ်ရှင်ကားကြီးဈေးကိုအကူကပေးရမှာအော်ဒါအဲ့လိုမျိုးအကူမှဟိုချိန်ရိုက်ကအာတချို့ကပြောကွန်မန့်နေမှာမင်းက3900တဲ့နဲ့ကဘလို့ပြလို့ဘလို့ဆိုအမှန်မတော့မဟုတ်အားလုံးအကူနားလည်ပေးလိုက်တာတကယ်တမ်းပေါ့နော်ပြသခွင့်ရမယ်ဆိုရင်အကူကရဲရဲတင်းတင်းလုတ်ရဲတယ် အခုချိန်ဒီအကိုတို့ကဘာမှန်းမသိဘူးရုပ်ရှင်ရတာကြပြီးရုံရှင်ရဲ့ဟိုစိတ်ထဲမှာတို့ဟိုကျင်းတဲ့မှာတို့ကြိုက်မှာဆိုတော့အကိုတို့ကလည်းကြည့်စေချင်တယ်တို့အကိုတို့ကြတော့ဟိုအမှုပြညာဟိုးလုံးเนี่ยအကိုကယူတွတ်တာဝါသနာပါတာအကိုအကူမလို့နှစ်ပေါင်းများစွာမိထုံးမှန်ထုံးနဲ့၄-၅နှစ်နေရတယ် အာကိုစီယာကိုနေထုနေနောက်မှာတပည့်ဖြစ်လင်းခါနှစ်ပညာသင်ရအခုမှဒီအလုပ်ကြီးကိုဘာမှမလုပ်ဘဲနဲ့အခုပေးဆက်ခဲ့ရရအများကြီးပဲအခုအရိုက်ချင်ဆုံးဒီကားပေါ့အောင်မြင်ခဲ့ရင်အခုနောက်ထပ်ဒုတိယခြေလန်းနှင်းပင်မာလေးရဲ့တဏှာကြီးဆိုတော့ဒါအခုရေခဲတော့မှရိုက်မယ်ဆိုအဲအဲနောက်ကားပါဆိုတော့အခုမှဇက်ကအကုန် ready အကုန်ရှိပြီးသားပရိသတ်ကလည်းအဲ့လိုစက်တွေကိုအဲ့လိုကားလေးတွေသူတို့စိတ်ဝင်စားမယ်လို့လည်းအကူအထင်တယ်အကူအောက်မှာဆိုလို့ရှိရင်ဒါညီမလေးတွေဖတ်ကြည့်ပေါ့ကွန်မန့်တွေတကယ်ကိုမှသူတို့ဒီလိုမျိုးလေးတွေကြည့်ကျင်တာလေးကြာပြီပေါ့အဲ့အဲ့လိုမျိုးပေါ့ဟုတ်ဒီဒီကားလေးကျင်းပါရမလဲဆိုတော့ ဒီကိုရိုးရဲ့မမတော်စင်ရင်ကိုထိမ့်သိမ့်တက်လာမယ်တမိုးထက်လာတမိုးထတက်လာမယ်အာဒီကအကူကထိုင်းရမကောင်းကြောင်ရိုက်ထားတာမဟုတ်အကိုကိုပြန်ပြီးတော့ကဲထုတ်သွားတဲ့ထိုင်းလူမျိုးဘယ်နေရာမှသူအကောင်းဆိုးရှိတယ်ပေါ့လူလူတိုင်းလူတိုင်းမှာပြီးတော့ဒီရဲ့သူတို့သွားပြီးဆွဆွဲလို့မရအောင်သူတို့ကသူတို့ပါသူတို့သူတို့ပါသူတို့သူတို့နာမည်မှာစိုက်တာအစင်ကလာစားရလေလာစားအတွက်ဒါသူတို့မှလည်းဘာပြဿနာမှမရှိဒါပေမဲ့ချစ်တတ်ဖို့ထိမ့်သိမ့်တတ်ဖို့ဟာအာမျိုးလေးတွေပြီးတော့စင်ဆိုတာမျိုးကသူအရန်ဒီမုံယူလာပြီးဆိုလို့ရှိရင်လူရိုက်တတ်တယ် အဲလူရဲ့ခဏနေသွားကြည့်လိုက်လူမှသွေးမရှိဘူးအကုန်လုံးသွေးတွေတောက်ပလိုက်တာလို့ပါလို့အဲ့လိုမျိုးစင်နေကြောင်းလည်းတေချာရိုက်ပြထားတယ်။နေမှာနေရလူတွေတော်တော်များများနိုင်ငံခြားရောအမြင်အိမ်မက်မက်ကြတယ်။အဆင်မပြေမှုတွေများလာခြင်းမနိုင်ငံခြားရောသွားခြင်းနဲ့အဲ့အချိန်မှာလူတိုင်းမှာအကောင်းဆုံးရှိအကုတ်ကုနာပြောဒီကဟိုအောက်လန်းအသွားတိုင်းနဲ့ဒုက္ခရောက်မှာမဟုတ်လူမှသူ့ရဲ့ကံဆိုပါတယ်အဲ့အောက်လန်းနေသွားတယ်အဲဒုက္ခတဲ့စခန်းနေပြီးတော့အမေရိကလိုဘာလို့ရောက်သွားတဲ့လူတွေလည်းအများကြီးရှိတယ်အဲသူကကြတော့သူပထမဆုံးကတော့အပေါ်လန်းသွားမယ်3690နဲ့သူသွားဖို့လှုပ်ထားရင် ဲ့အလိန်ခံရတဲ့အချိန်မှာသူ့မြေရွာမှာအကြွာငါသားနိုင်ငံသားတော့အလုပ်လုပ်တော့မှငါဘာဖြစ်တယ်ညာသူကမေးရတော့ပျော်တဲ့စိတ်နဲ့ပြောလိုက်တာဒါပေမဲ့ तू အလိန်ခံတဲ့အချိန်မှာ तू အမေကိုမျက်နှာကိုကြည့်ပြီးတော့ तू လုံးဝလေမပြောထွက်အမေသားအလိန်ခံရလို့မပြောထွက်ဘူးမပြောထွက်တဲ့အတွက် तू တငယ်ချင်းနေနေဆိုအောင်လန်းရသွားတဲ့အချိန်မှာအဲအဲ့လိုအခက်အခဲတွေဒုက္ခတွေ तू တွေ့ရတယ်ပေါ့နော် အများကြီးပေါ့ကြုံခဲ့ရတယ်ပေါ့နော်ဟုတ် ကျွန်တော်ဒီကောက်ယုံတွင်းရပြီဆိုလို့ရှင်တော့ကျွန်တော်အတိုင်းမတိဝမ်းတာမှာပြီးတော့ကျွန်တော်ကြည့်တဲ့ပရိသတ်တွေအားလုံးနဲ့ဒီကောက်ကိုကြည့်ပြီးတော့လုံးဝသဘောကျပြီးတော့တခုခု message တော့ရသွားလိမ့်မယ်ပေါ့နော်အာဒီကောက်ကတကယ်ကိုကောင်းတယ်သူတယောက်ရဲ့ဒီစိတ်တက်ပေါ့ဟိုနိုင်ငံခြားကားရီမှာလို့တချို့သူတွေကကျုံးပေါ်မှာလူကြီးနဲ့ဘောလုံးကြီးနဲ့စကားပြောပြီးတော့စိတ်တက်ခွန်အားပြီးတဲ့ကားတွေရှိတယ်ဒါကြောင့်တော့ကျွန်တော်တို့ကတော့တောဆင်ဟိုင်းနေနဲ့ အကြမ်းမှာဘလို့နေရလဲပေါ့နော်အခက်ခက်ခဲခဲနဲ့ကြော်ရွားနိုင်မှုအတွက်ခွန်အားတစ်ခုဖြစ်တဲ့ကားလေးပါလို့တရားတင်ပြောချင်ပါတယ်ကျွန်တော်တို့ဟိုအကောင်းဆုံးဒီကားလေးနဲ့ပတ်သက်လို့မျှော်လင့်ထားပါတယ်မျှော်လင့်ထားတဲ့အိမ်မက်လေးဖြစ်ပါစေလို့လည်းကျွန်တော်တရားနဲ့ဆုတောင်းပါတယ်အားလုံးကျေးဇူးပါ